ုဆောင်မဲ့အရာကတော့စာမျက်နှာ149ကနေ152ပေါ့နော်ကျမတို့သင်ခန်းစာအသစ် ဖြစ်တယ်အခန်း7စနစ်ဖြစ်တယ်ပေါ့နော်လူနဲ့အပင်နှစ်ပင်နဲ့ဒါတော့ကျမတို့လူတိုင်းလည်းသိပြီးပြီလေဒီနေ့ဖတ်ပြီးပြီလို့လည်းယုံတယ်ဖတ်တဲ့အထဲမှာလည်းအားလုံးကရှင်းရှင်းလင်းလင်းလေးပဲပေါ်ပြထားတယ်လေနော်ဖတ်ရှုခြင်းအားဖြင့်အနေငယ်စီစဉ်မှုရန်အတွက်ဖြစ်ပါတယ်အစပိုင်းမှာဘုရားသခင်ဤထာဝရအကျံစီတော်ဖြစ်တော် ကိုတော်ဤစီမံကိန်းကိုတမချန်းစာ66ကျမ်းလုံးတွင်ဖွင့်ပြထားတယ်တဲ့တမချန်းစာဤအစတွင်ဘုရားသခင်ဤသူကိုယ်သူထင်ရှားလို့တော့အကြံစီတော်ဖြင့်လူကိုဖန်ဆင်းခြင်းအလုံးဤအလေဘဟုအဖြစ်ထားရှိကဖန်ဆင်းခဲ့တယ်တဲ့ဘုရားသခင်ဤဖန်ဆင်းဘုရားသခင်ဤစီမံကိန်းမှာစကြဝဠာတစ်ခုလုံးဤအလေဘဟုဖြစ်တော်လူသည်ဘုရားသခင်ကို ထင်ရှားစေရန် ကျွန်မတို့ရဲ့အတ္တအဖြစ်ဖျားသခင်ထင်ရှားစေဖို့ရန်တွေ့တာသူရဲ့ကြီးမားတဲ့စီမံကိန်းတစ်ခုဖြစ်တယ်ပေါ့အပင်နှပင်ဤအလယ်၌ရှိသောလူဒီရဲ့ကောင်းစဉ်အောက်မှာသွားမယ်ဆိုရင်ကျွန်မတို့အစပိုင်းမှာကဘာဦးကျန်းရဲ့အစမှာလည်းပြောထားတယ်လေနော်အပင်နှပင်ရဲ့အကြောင်းကိုအဲ့ဒီအပင်နှပင်ကအေဒင်ဥယျာဉ်ထဲမှာရှိတယ်လေနော်အသက်ပင်နဲ့ကောင်းမကောင်းတိကျွမ်းရအပင်ပေါ့ ဒါမဲ့အခုအခုဒီအချိန်မှာတော့ဒါအာကျမတို့ရဲ့အသက်တာအแทဲแทဲမှာအဲ့ဒီအပင်နပင်ကရောက်ရှိလာပြီဖြစ်တယ်ဗောနော်တချိန်ကတော့ဥယျင်แทဲမှာလူရဲ့အပင်ဘက်မှာရှိတဲ့အပင်ဖြစ်တယ်အပင်နပင်ဖြစ်တယ်အခုကျမတို့ဓမ္မတိကျမတို့အာယခုဒီအချိန်မှာဆိုရင်ကျမတို့ရဲ့အသက်တာထဲကနေဒပင်ကဝိညာဉ်အแทဲမှာရှိတဲ့အသက်ပင်ဖြစ်ပြီးတော့မှာတဲ့ဒပင်ကကျတော့အသွေးသားထဲမှာရှိတဲ့ ကောင်းမကောင်းတိကျွမ်းရအပင်ပေါ့နော်ကျမတို့ရဲ့ခန္ဓာကိုယ်မှာအဲ့ဒါကိုလည်းယူညွတ်နေပေါ့နော်ကျမတို့ဆက်ဖက်မယ်ဆိုရင်ဖျားသခင်ဤနှုတ်ကပတ်တော်အစတွင် အသက်ပင်နဲ့ကောင်းမကောင်းတိကျွမ်းရအပင်ကို၍နှစ်ပင်ရှိကြောင်းကိုကျွန်ုပ်တို့အားဖော်ပြထားသည်တမန်ကျမ်းစာ၌ဖျားသခင်ဤအကျဉ်စီတော်ကိုမှန်ကန်စွာနားလည်နိုင်ဖို့ရန်အတွက်ကျွန်ုပ်တို့ဤအပင်နှစ်ပင်ဤအကြောင်းကိုအကြောင်းနဲ့၎င်းတို့ကိုမိတိအရာအတွက်ကိုစားပြုကြောင်းကို ကြည်ဆုံရှင်းလင်းစွာနားလည်ထားရမယ်ဖြစ်တယ်တဲ့ဘုရားသခင်ကလူကိုဖန်ဆင်းပြီးတဲ့နောက်မှာဒီအပင်နှစ်ပင်ရဲ့အလယ်မှာထားတယ်လူဤအသက်တာတလျှောက်လုံးပါဘောနော်သူအသက်ရှင်နေသေးတယ်ရွေးတပင်တို့မဟုတ်အပထမတပင်တို့မဟုတ်ဒုတိယတပင်ဘောနော်တပင်မဟုတ်တပင်ကိုစားသုံးရမည်ဆိုတဲ့အကြောင်းကိုပြောထားတယ်ဒါပေမဲ့ဘုရားသခင်ကလူတွေကိုဘောနော်အဲ့ဒီအပင်နှစ်ပင် ကိုဆက်ဆံခြင်းမှာဘလို့တတိထားရမယ်အရန်ဂယူဆိုင်ရမယ်ဆိုတဲ့အရာကိုပြောတယ်။မန်ကန်စွာဖြင့်ရွေးချယ်ခဲ့မယ်ဆိုရင်ပေါ့နော်။အသက်ကိုရမယ်။မာယွန်းစွာ ဆုံးဖြတ်မယ်ဆိုလို့ရှိရင်တော့တည်ခြင်းတည်ခြင်းအမှန်ရမယ်ပေါ့နော်အဲ့ပင်နဲ့ပင်တဲ့ကနေ၎င်းမှာအသက်ရှင်ခြင်းအကြောင်းနဲ့တည်ခြင်းအကြောင်းဖြစ်တယ်တဲ့လူကိုဖန်ဆင်းပြီးတဲ့နောက်ပိုင်းမှာ အသက်ရှင်ခြင်းရှောက်လန်းရမည်ဆိုအရမည်ဆိုဒီမှာထိုအပင်နှပင်ပေါ်တွင်လုံးလုံးမူတည်နေတဲ့လူဒီဒုတိယအပင်ဖြစ်တော့ကောင်းမကောင်းတိကျွမ်းရာအပင်ကိုရွေးချယ်စားသုံးခဲ့မယ်ဆိုရင်ဧကံအမှန်တည်ရမယ်ပထမအပင်ဖြစ်တဲ့အသက်ပင်ကိုရွေးချယ်မယ်ဆိုလို့ရှိရင်တော့အသက်ကိုရမည်အကြောင်းဘုရားသခင်ကလူကိုရှင်းလင်းစွာညွန်ပြထားတယ်တဲ့အောက်မှာဆက်ဖက်မယ်ဆိုရင်ပေါ့နော် ဤအပင်နှစ်ပင်ကပါပုံဆောင်ထားလေဆိုရင်တမကျန်းစာတအုပ်လုံးမှာဖွင့်ပြထားတဲ့အရာဆိုရင်ဘောနော်အသက်ပင်ကကျွန်ုပ်တို့ဤအသက်ဖြစ်တော်ခရစ်တော်ဘုရားသခင်ကိုပုံဆောင်ခြင်းဖြစ်တယ်တဲ့အသက်ပင်ဆိုတာခရစ်တော်ကိုပုံဆောင်တယ်အသက်ပင်ဒီခရစ်တော် ခရစ်တော်ရှိဖျားသခင်ကိုပုံဆောင်ထားခြင်းဖြစ်တယ်ဓမ္မဟောင်းနဲ့ဓမ္မတက်ကျမ်းတို့မှာသခင်ယေရှုကိုအပင်အဖြစ်၎င်းအပင်ဤအခက်အလက်ဖြစ်၎င်းအကျိန်ပေါင်းများစွာဖော်ပြထားတယ်ပေါ့နော်အဲဒီပြီးတော့အဇာခရီကျမ်းမှာဆိုလို့ရှိရင်ဖျားသခင်ကအကိုင်းအခက် အအဖြစ်ပေါ့နော်အမီနာမနဲ့တီးတန့်ရှိနေတယ်တဲ့ပြီးတော့ရှောလမုန်တချင်းမှာဆိုလို့ရှိရင်ပန်တီတော့ပင်စုတွေထဲမှာရှိတယ်တဲ့နော်ပန်တီပင်လေးလိုပဲပေါ့နော်ငါချစ်ရသခင်အဲ့ညမှာအအတက်ပင်ကိုယူညွန်းတယ်ဖျားသခင်ကိုယူညွန်းတာပေါ့နော်အဲ့ပန်တီပင်ကကျတော့တဲ့သူရဲ့အရေးမှလည်းပျော်မွေ့နိုင်တယ်ပြီးတော့อืม ဲ့ဒီအရေးအောက်မှာနေထိုင်ပြီးတော့မှပေါ့နော်အပင်ရဲ့အသီးကိုလည်းကြွယ်ဝစွာစားသုံးခွင့်ရတယ်တဲ့ခရစ်တော်ကိုအပင်အဖြစ်ပေါ်ပြထားပြီးတော့မှအခြားဥပမာတွေမှာကျတော့လေဒီယောဟန်ထဲမှာကျတော့အဆပြင့်ွယ်ပင်အဖြစ်အပေါ်ပြထားပြီးကျမတို့ကိုကျတော့အကိုင်းခက်နေနဲ့ပေါ်ပြထားတာကိုလည်းအတွေ့ရတာပေါ့နော် ကောင်းမကောင်းတိကျွမ်းရအပင်ဖြစ်တော်ဒုတိယအပင်ကိုကျတော့တဲ့မိသည့်အရာကိုပုံဆောင်တည်းတဲ့ဤအပင်ဤအခြားမိသည့်အရာများမဟုတ်ပဲတေခြင်းဤအရင်မြင့်ဖြစ်တော်စာတန်ကိုကိုစားပြုပုံဆောင်ခြင်းဖြစ်တယ်တဲ့ဒုတိယအပင်ဤတေခြင်းဤအရင်မြင့်ဖြစ်တော်ကြောင့်တေခြင်းကို ဖြစ်ပေါ်စေတယ်တဲ့ပထမအပင်ကအသက်ဤအရင်မြင့်ဖြစ်တယ်ဒုတိယအပင်ကတေခြင်းဤအရင်မြင့်ဖြစ်တယ် စကြာဝဠာတစ်ခုလုံးမှာဘုရားသခင်တည်တာအတက်ဤအရင်မြစ်ဖြစ်ပြီးစာတန်ဒီတည်ခြင်းဤအရင်မြစ်ဖြစ်တယ်တဲ့ဘုရားသခင်ကိုတော်တိုင်ဒီအတက်ဤအရင်မြစ်ဖြစ်ကြောင်းပေါ်ပြတော်ကျမ်းပိုက်ကျမ်းပိုက်တွေလည်းရှိနေတယ်ဗောနော်ပြီးတော့ကိုတော်ကအာကိုယ်တော်ထံကနေအသက်ဆိုင်ရတွင် ရှိတယ်။စာတန်ကတည်ခြင်းနဲ့အရင်အမြင့်ဖြစ်ကြောင်းကိုဘောတော်လဲဖော်ပြထားတယ်။တည်ခြင်းကိုအစိုးရတဲ့သူတည်ဟူတော့မာနဤတကူဟူတော့ ဘူး၍လည်းအဲ့ဟိပြဲနစ်ဆက်လေးမှာတွေ့ရှိရတယ်တဲ့တည်ခြင်းရဲ့တကူကစာတန်ရဲ့လက်ထဲမှာရှိနေတယ်ထို့ကြောင့်အစအုပ်၌ပင်ဤအပင်နှစ်ပင်တွင်တပင်သည်အသက်ဤအရင်အမြင့်နှင့်အခြားတပင်သည်တည်ခြင်းဤအရင်မြင့်ဖြစ်ကြောင်းကိုအာကိုစားပြုထားတယ် ဒီနေရာမှာလဲဆက်လက်၍အကျယ်သဝင့်သူပြန်ရှင်းပြတာပါလေဆိုအစအုပ်၌ဖျားသခင်က လူနဲ့စာတန်ဟူ၍အုပ်စုသုံးစုကိုခွဲတယ်တဲ့ဖျားသခင်လူစာတန်ပေါ့နော်အပြစ်ကင်းစွာဖြင့်လူကိုဖန်ဆင်းအဖျားသခင်ကဖန်ဆင်းထားတဲ့လူကို အသက်နဲ့တည်ခြင်းကြားထဲမှာအအကြား၌ရှိနေတယ်တဲ့လူကထို့သူအလယ်၌ရှိတော်ကြောင့်သူအသွက်အသက်တို့မဟုတ်တည်ခြင်း ရှိနေရမည်ဖြစ်သည် ဘုရားသခင်သည်အသက်ပေါ်တွင်ယက်တည်နေပြီးစာတန်သည်တည်ခြင်းပေါ်မှာယက်တည်နေတယ်တဲ့လူဒီဘုရားသခင်နဲ့စာတန်အကြား၌ဖန်ဆင်းခံထားရခြင်းဖြစ်တယ်ဤကဲ့သို့အကြား၌ရှိနေတော့အလယ်မှာရှိနေတဲ့ဘုရားသခင်ရဲ့ရည်ရွယ်ချက်အတိုင်းဖြစ်နေတယ် အလဲမှာသားရှိခြင်းဆိုတာဘုရားသခင်ရဲ့ရည်ရွယ်ချက်အတိုင်းဖြစ်တဲ့အပြစ်မရှိတော့လူကတဲ့သူ့အထဲတို့ဘုရားသခင်ကိုယူဆောင်ပြီးဘုရားသခင်နဲ့လူလူနဲ့ဘုရားသခင်တလုံးတဝတည်ဖြစ်ဖို့အတူတကွယောနောပေါင်းစည်းသွားဖို့ရန်ဖြစ်တယ်တဲ့လူကဘုရားသခင်ကိုသူ့ရဲ့အသက်ဖြစ်ထဲ့ဝင်ခြင်းခံကဘုရားသခင်ကိုအရာအလုံးအဖြစ်ထင်ရှားစေနိုင်မှာဖြစ်တယ်ဒီနေရာမှာကျမတို့ကြည့်ရမယ်ဆိုရင်တော့အသက်ပင်ဆိုတဲ့အရာကအာ ဖရာသခင်ကိုလည်းယဉ်ညွန်းတယ်အခရစ်တော်ကိုလည်းယဉ်ညွန်းတယ်ကျမတို့ရဲ့ဝိညာဉ်ထဲမှာရှိနေတဲ့အရာကိုဝိညာဉ်ထဲမှာအရှိနေတယ်ပေါ့နော်ဖရာသခင်ရဲ့ရည်ရွယ်ချက်ကသူ့ကိုပဲရွေးရွေးချယ်စေရွေးချယ်ဖို့ရန်အတွက်ဖြစ်တယ်သူနဲ့တလုံးတဝတီသူ့ကိုစားသုံးမှဒီအသက်ပင်တီးဟုတော့အခုဆိုရင်ကျမတို့ရဲ့အတွင်းထဲမှာရှိနေတဲ့ဝိညာဉ်ဘက်ကိုလက်ချင်းဝိညာဉ်ဘက်ကိုပဲပေါ့နော်ကျမတို့မူတီမဲအဲဆိုလို့ရှိရင်ဒါကအဲ ဖျားခင်နဲ့ပေါင်းစည်းသွားပြီးတလုံးတဝတီရောနောပေါင်းစည်းသွားမှာဖြစ်တယ်ပေါ့ပြီးတော့နောက်တစ်ခုကလူဒီဖျားသခင်ကိုသူဤအတက်အဖြစ်ထဲဝင်ကဖျားသခင်ကိုအရာအားလုံးအဖြစ်ထင်ရှားစေနိုင်မှာဖြစ်တယ်တဲ့ဤစကြဝဠာရဲ့အလယ်ဘဟုဖြစ်ဖျားသခင်ဖန်ဆင်းခံရတော့ လူကဖျားသခင်ဤအကြံစီတော်ကိုပြေဝစွာထင်ရှားနိုင်မှာဖြစ်တယ်။သူကိုရွေးချယ်မှသူ့ဘက်သူ့ရဲ့ဝိညာဉ်ဘက်ကိုလဲမှသည့်အသက်ပင်တည်ဟုတော့အတီးကိုစားတဲ့အခါမှာပေါ့နော်။အခြားဖြစ်နိုင်ခြေတစ်ခုမှာတဲ့လူကဒုတိယပင်ဖြစ်တော့တေခြင်းဤအရင်မြစ်ကိုယူဆောင်နိုင်တော့အခြေအနေတွင်ရှိနေတယ်။သူ့ရဲ့လူရဲ့ကျမတို့အသက်ထားတိုင်းမှာရှိနေတယ်ပေါ့နော်။အဲ့ဒီအိဒင်ဥဝင်ထဲမှာလည်းလူကကောင်းမကောင်းနဲ့နှစ်ပင်လုံးကဒီတိုင်းရှိနေတယ်လေနော်အခုဒီအချိန်မှာလည်းကျမတို့ရဲ့အသက်တာထဲမှာ ဝิญဉ်ဘက်ကိုလဲ့မှလာအဲ့ဒါကခုနပြောတဲ့အသက်ပင်ကိုစားခြင်းပေါ့ပြီးတော့ကျမတို့ဇာတိဘက်ကိုလဲ့ခြင်းကအဲ့ဒါကောင်းမကောင်းတိကျွမ်းရအပင်ကိုစားသုံးနေတာဖြစ်တယ်အတွေ့အတဘက်ကိုလဲ့တည်ခြင်းကအဲ့ဒါကျမတို့ကောင်းမကောင်းကိုအဲဒုတိယအပင်ကိုစားသုံးနေခြင်းဖြစ်တယ်ဆိုတဲ့အရာကိုလည်းပြောထားတာပေါ့နော်စကြဝဠာတစ်ခုလုံး၌လူအတွက်လောကကျင့်ဝတ်တရားနဲ့ကောင်းသောအရာကျင့်ကျင့်ကြံလှုပ်ဆောင်ခြင်းအကြောင်းမဟုတ်ပဲတဲ့ ဖျားသခင်ကို အသက်ဖြစ်လက်ခံရရှိတော်၎င်းစာတန်ကိုတည်ခြင်းဖြစ်လက်ခံရရှိတော်၎င်းမြင်ရန်ကျွန်ုပ်တို့၏မျက်စိများပွင့်လာနိုင်ပါစေတဲ့ကျွန်ုပ်တို့ဒီဤလောကကျင့်ဝတ်နဲ့ဆက်ဆိုင်သောအရာကိုလွတ်မြောက်ရန်လိုအပ်တယ်တဲ့ဤဒီမှာကောင်းမကောင်းကိုလှုပ်ဆောင်ရန်အကြောင်းမဟုတ်ပဲအသက်အဖြစ်ဖျားသခင် လက်ခံခြင်းတို့မဟုတ်တည်ခြင်းအဖြစ် စာတန်ကိုလက်ခံခြင်းအကြောင်းဖြစ်တယ်လက်ခံခြင်းအကြောင်းဖြစ်တယ် ဤသုံးစုကိုရှင်းလင်းစွာ တွေ့မြင်နိုင်ရင်အလွန်အရေးကြီးတယ်ပေါ့နော်။တစ်ဖက်တွင်ဘုရားသခင်ဤအသက်ဘုရားသခင်ဤအသက်ဤအရင်မြင်အဖြစ်အသက်ပင်ဖြင့်ကိုစားပြုရက်တည်နေပြီးတခြားတစ်ဖက်တွင် စာတန်ဤတည်ခြင်းဤအရင်မြင်ဖြင့်ကောင်းမကောင်းတိကျွမ်းရာနောက်ဆုံးဘက်စာမျက်နှာကိုသွားမယ်နော် အားဖြင့်ကိုစားပြုရက်တည်နေတယ်တဲ့၎င်းတို့ဤအလဲတွင်အာဒန်ဒီနှစ်ခုစလုံးကိုလက်ခံရရှိနိုင်ကြောင်းဂျာနီယာ၌ သူကအလဲမှာရှိနေတယ်ဗောနော်သူဒီဖျားသခင်ကိုညာလက်ဖြင့်လက်ခံရရှိနိုင်တယ်သူမဟုတ်ဘယ်လက်ဖြင့်စာတန်ကိုလက်ခံရရှိနိုင်တယ်ကျမတို့ဒီ အဝိညာဉ်ဘက်ကိုလဲ့မယ်ဆိုရင်အဲ့ဒါဘုရားသခင်ကိုလက်ခံရရှိနေခြင်းဖြစ်တယ်ဗောနော်စာတန်ဘက်ကိုလဲ့ခြင်းဆိုတဲ့အရာကခုနပြောလို့ကျမတို့လောကဘက်ကိုလဲ့ခြင်းတွေးသားဘက်ကိုလဲ့တယ်ဆိုလို့ရှိရင်တော့ကျမတို့စာတန်ကိုလက်ခံနေခြင်းဖြစ်တယ်ဆိုပြီးတော့မှဒီနေ့တွေ့ရတဲ့ဒီအကြောင်းအရာလေးတွေကိုဗောနော်ကျမခြုံငုံပြီးပြန်တစ်ခါဒီပြောမယ်ဆိုရင်ဗောနော်ကျမတို့တည်ခြင်းဆိုတဲ့အရာတကယ်တမ်းတော့အာတခါတည်ရန်ကြရင်လေလူကဘလို့ထင်လဲဆိုဩကျမကဒီနေ့ဗောနော်အဲ ဒီနေ့ကအိုးခရစ်တော်ပဲရှိနေတယ်ပေါ့နောက်ရက်တော့လည်းအိုးမရှိသလိုနဲ့ကျမတို့ကြုံတွေ့နေရတာလေးနော်အဲ့ဒီအချိန်မှာအော်ဘယ်ယာတွေကလိုနေတယ်လဲဘာတွေကလိုနေတယ်ဆိုပြီးကျွန်ကျမတို့အမှုရာတစ်ခုအကျေသွင်းစဉ်းစားပြီးဘယ်ယာကောင်းတယ်မကောင်းဘူးဆိုတဲ့အရာကျမတို့ဆင်ခြင်မိတဲ့ခါမှာဒါကကျမတို့ဇာတိဘက်ကိုအခုနပြောတဲ့ ကောင်းမကောင်းတိကျွမ်းရကောင်းလားမကောင်းလားဆိုပြီးတော့မှကျမတို့ဆင်ခြင်နေခြင်းကဒီရဲ့အရာကလည်းအခုနပြောတယ်ကျမတို့ကောင်းမကောင်းတိကျွမ်းရအပင်ကိုစားသုံးခြင်းဖြစ်ပြီးတော့မှဒီအဲဇာတိဘက်ကိုလဲ့ခြင်းဖြစ်လဲ့သွားတာခြင်းဖြစ်တယ်ကျမတို့ကတကယ်တမ်းတော့လေမတိတဲ့ခါကျော့လေအရင်တုန်းကဆိုရင်အော်အဲကောင်းတဲ့အရာတွေကိုပဲလုံရင်လုံရင်လုံရင်နဲ့ကိုကိုကိုကောင်းတဲ့ထင်တယ်တကယ်တကယ်တမ်းတော့ကို သူများရဲ့အမြင်မှာဆိုမကောင်းနေပြန်ကိုဘလောက်ထိကောင်းအောင်နေနေဘလောက်ထိကောင်းတဲ့စကားတွေပဲပြောပြောကိုကိုကိုပဲထင်တာလေဒါသူများအမြင်မှာလဲမားတယ်ဖခင်အမြင်မှာပို့ပြီးမားတယ်တဲ့နော်ဒီကောင်းမကောင်းတီကျွမ်းရအပင်ကိုစားသုံးတဲ့ခါမှာဒါဆိုရင်ဒီကောင်းမကောင်းတီကျွမ်းရအပင်အပင်ကိုဆိုလို့ရှိရင်ပေါ့နော်စားသုံးခြင်းကဘာဘာနဲ့တူလဲဆိုတော့ကျမတို့သူရဲ့အစကခုနပြောလို့ကျမတို့ဩကောင်းတာလေးလုပ်ရမယ်ဖခင်အတွက်ဟိုဒီဒီ ဒီဘက်ကိုပဲကျမတို့ရဲ့အတိညာနဲ့ကျမတို့စဉ်းစားပြီးတော့မှကျမတို့ဆုံးဖြတ်ပြီးလှုပ်ဆောင်ခြင်းကတဲ့အဲအဲ့ဒီရဲ့အရာကတေခြင်းရဲ့အပင်ဖြစ်တယ်တေခြင်းရဲ့အပင်ကိုကျမတို့စားသုံးလိုက်ခြင်းဖြစ်တဲ့အတွက်ကြောင့်မို့တကယ်တကယ်တမ်းတော့အဲ့ရဲ့အရာကစဉ်းစားတဲ့အရာတွေလှုပ်ဆောင်တဲ့အရာတွေဆုံးဖြတ်ချက်အရာတွေအားလုံးကကောင်းတာလေးတွေမကောင်းတာလေးတွေနဲ့ဆင်ခြင်နဲ့လှုပ်ခြင်းအပြင်စရင်းနဲ့အဲ့ရဲ့အဆုံးသက်ကပါလဲဆိုရင်ငရဲမိအိုင်ကိုအဆုံးသက်တာဖြစ်တယ်ပေါ့နော် တကယ်ကြောက်စရာကောင်းတယ်နော်ကျမတို့လေ့လာရရှိမိတဲ့အခါမှာလေဒါပေမဲ့ဘုရားသခင်ကိုကျေးဇူးတင်တာအခုကျမတို့ကအသက်ရှင်နေတဲ့အတွက်ကြောင့်မို့ဘုရားသခင်ကအမှန်ပြောတယ်ဆိုအမှန်ပဲအမားပြောတယ်ဆိုအမားပဲကျမတို့ကိုကိုကိုပြင်ပြီးမှန်တယ်မှန်တယ်ထင်ပြီးကြွေးကြော်လဲမားတဲ့အတွက်ကြောင့်မို့အမားပဲဖြစ်တယ်လေနော်ဒါပေမဲ့ဘုရားသခင်ရဲ့ကပြောတယ်နင်တို့လှုပ်ဆောင်တဲ့အရာတွေကမကောင်းမှုပြောတဲ့အတွက်ကြောင့်မို့သူ့ဘက်ကိုလဲခြင်း အသက်ပင်ကိုစားသုံးခြင်းဆိုတဲ့အရာကတဲ့ဘာနဲ့တူလဲဆိုရင်ကျမတို့ဝိညာဉ်ဘက်ကိုကျမတို့လက်တည်နေခြင်းဝိညာဉ်ဘက်ကိုလက်လဲလိုက်ခြင်းကအသက်အသက်ရေဒါအမထဲမှာလဲကျမဒီ week 1ထဲကလဲဖတ်ထားတဲ့ခါကျော်လေအသက်ရေရဲ့မြို့တော်ဖြစ်တဲ့ယေရုရှလင်မြို့တစ်မှာကျမတို့အဆုံးသတ်မှာဖြစ်တဲ့ဝိညာဉ်တို့ဘယ်နိုင်တည်ခြင်းဝိညာဉ်ဘက်တို့လက်ခြင်းဒါဆိုရင်တော့ကျမတို့ရဲ့အသက်တာမှာလေတကယ်ဝိညာဉ်ဘက်ကိုအာဒီလို ွားမယ်ဆိုခရစ်တော်နိုင်မွေ့လို့မမွေ့လို့မပြောတာကျမတို့ဘယ်လိုမွေ့လို့မလဲတကယ်တကယ်တော့မမွေ့လို့ဘူးဆိုလို့ရှိရင်တဲ့ဒါကျမတို့ရဲ့အတ္တတဲကနေတဲ့နောက်ထပ်တစ်ခုကပါလဲဆိုဝิญဉင်ပဲနိုင်မွေ့လို့ဘူးဆိုတဲ့အရာကလည်းရှေးဦးမြတ်တာယော့နေနေလို့ဖြစ်တယ်တဲ့ ဒီရဲ့အရာခဏနေမှပြောမယ်ဆိုတကယ်တမ်းတော့ကျမတို့ရဲ့ခန္ဓာရဲ့စိတ်ရဲ့ဝိညာဉ်ရဲ့ဒီသုံးခုကဒီနေ့ကခန္ဓာဆိုတာခုနပြောတဲ့အာကောင်းမကောင်းတိကျွမ်းရအပင်ကိုလည်းရည်ညွှန်းနေပေါ့နော်ဝိညာဉ်ဆိုတာကခုနကျမတို့ပြောထားတဲ့အတိုင်းအသက်ပင်အသက်ပင်ရဲ့အသက်ပင်ဒါတည်ခြင်းရဲ့အပင်ပေါ့နော်စိတ်ဆိုတဲ့အရာကကျမတို့လူကိုယ်တိုင်ဖြစ်တယ်ပေါ့နော် အဟိုကျမတို့စိတ်စိတ်အကြောင်းကိုစားသုံးတဲ့ခါမှာလည်းပြောထားလေလူကိုတော့မမြင်သူ့စိတ်ကိုပဲမြင်တယ်ဆိုတဲ့အတိုင်းပဲပေါ့နော်အဲ့တော့ကျွန်တော်ဒီစိတ်ဆိုတာကျမတို့ကိုပြောတယ်ကျမတို့ကခန္ဓာဘက်ကိုလဲမှာလားဝိညာဉ်ဘက်ကိုလဲမှာလားဒါမဲ့လူရဲ့အထဲမှာရှိတဲ့အပင်နှပင်ကလည်းခုနလည်းပြောပြီးပြီလေနော်ကျမတို့အသက်ပင်ကကျမတို့ဝိညာဉ်ထဲမှာရှိနေတဲ့ခရစ်တော်ဖျားကိုကျမတို့စားသုံးခြင်းခရစ်တော်ဘက်ကိုလဲမယ်ဆိုလို့ရှိရင်ပေါ့နော်ပြီးတော့ကောင်းမကောင်းဒီအဲ ကောင်းမကောင်းပင်ဖြစ်တဲ့အဲ့ဒီရဲ့အရာကဘာကိုလဲရည်ညွှန်းလဲဆိုရင်ခန္ဓာကိုယ်အတွေးတာစိတ်ဆန္ဒအဲ့ဒါယံတူလဲဖြစ်တဲ့အပြစ်လဲအပြစ်ဘက်ကိုသွားခြင်းလဲဖြစ်တဲ့တေခြင်းစာတန်ဒီကနေရာရသွားတာဖြစ်တယ်ပေါ့နော်ကျမတို့ဒီကောင်းမကောင်းကိုကျမတို့စဉ်းစားမယ်ဆိုဒါဆိုရင်ကျမတို့ကဒီအသက်ပင်နှစ်ပင်ကိုတော့နော်အိုးကျမတို့မလိုချင်ဘူးဒီရဲ့အရာကိုဒီဆိုပြီးတော့မှကျမတို့စုတောင်းပြီးဖယ်ရှားရင်လည်းမရဘူးပေါ့ခန္ဓာရဲ့စိတ်ရဲ့ဝိညာဉ်ကကျမတို့က ဖယ်ထုတ်လို့မရဖယ်ထုတ်လိုက်ပြီဆိုကျမတို့တေးပြီပွဲပြီးသွားပြီเนาะဒီတွေ့ကြမှုကျမတို့မတေးမချင်းကဒီ၃ခုစလုံးက အတူတကွရှိနေတာဖြစ်တယ်ရှိနေတဲ့ခါကျတော့စာတန်ကျမတို့ရဲ့ခန္ဓာရဲ့အတွေးတားကလည်းအမြဲတမ်းကျမတို့ကိုနှောက်ရက်နေတယ်ထိုရဲ့တက်တာတဲ့အနေမလိုချင်မှုမလိုချင်မှုတနည်းအန်တီညိုလဲဆူတောင်းခြင်းနဲ့မှအများကြီးစီစဉ်သွားတယ်လေเนาะအဲ့လိုတောင်းလို့မရဘူးတဲ့เนาะ အဲ့ဒါလည်းမရဘူးဘာလို့လဲကျမတို့မသေးမချင်းကကျမတို့နဲ့အတူရှိနေမှာဖြစ်တယ်ကျမတို့ပဲဒါကိုရုံးကန်နေရတာမဟုတ်ကျမတို့ပေါ်လူကိုကြည့်မယ်ဆိုရင်လေပေါ်လူကဘာပြောလဲဆိုအိုး तू ကဒီအသက်ပင်အချောင်းကို तू ကောင်းကောင်းနားလဲတဲ့ခါမှာ तू ရဲ့အတွင်ထဲမှာရှိတဲ့ပေါ့နော်ဒီအဲကောင်းမကောင်းတိကျွမ်းရအပင်ပေါ့နော်ခန္ဓာဇာတိဘက်ကို तू လက်လက်မိတဲ့ခါမှာဘာပြောဤအသေးကောင်မှငါ့ကိုဘယ်လိုဘယ်လိုကယ်နိုင်မလဲတဲ့ဘယ်လိုလုံနိုင်မလဲဆို तू ရဲ့ဇာတိထနေလို့ဖြစ်တယ် ဖရားသခင်နဲ့တွားရင်းနဲ့ပေါ့နော်ဒီရဲ့အရာတွေကကျမတို့မတိမချင်းပါတော့မှာဖြစ်တယ်ဒါပေမဲ့ကျမတို့ကိုအအသက်ရှင်နေသေးတယ်ပေါ့နော် အရာရာကကျမတို့အဖရားသခင်ကျမတို့အခွင့်ရေးပေးထားတယ်ကာယနာနဲ့အာဘေလကိုကြည့်မယ်ဆိုလို့ရှင်လဲဒါအမြဲတမ်းဥပမာတွေပေးနေကြပါလိမ့်နော်ကာယနာကမားနေပြီလေမားနေလဲဖရားသခင်အခွင့်ပေးတယ် ဒါပေမဲ့အဲ့ဒီအခွင့်အရေးကိုယူဖို့ပဲပေါ့နော်ကျမတို့ရဲ့အသက်တာမှာလည်းမားနေတယ်မားမားခဲ့တယ်မားနေတယ်မားအောင်ပဲဒါပေမဲ့ဘုရားသခင်ကအခွင့်အရေးပေးတယ်ပေးတဲ့အခါမှာကျမတို့ရယူဖို့ဖြစ်တယ်ပေါ့နောက်ဆုံးအနေနဲ့ဗာလဲဆိုတော့ဒီနေ့ကျမတို့ကခုနပြောတဲ့ရှေးဦးမြတ်တာဆိုတာကလည်းကျမဘာကိုပြောလဲဆိုတော့ရှေးဦးမြတ်တာဆိုတာတဲ့အရာခတ်သိမ်းပေါ့နော်အရာခတ်သိမ်းကဖျားဘက်ကို လဲ့ခြင်းဖြစ်တယ်တဲ့အရာခတ်သိမ့်ဘုရားသခင်ကိုဦးစားပေးတယ်။အိုးမိုးလင်းလာတာနဲ့ဘုရားသခင်ကိုပဲအရင်ဦးစားပေးပြီးကျမတို့စက္ကတ်ချင်အမှုရဘယ်ရပဲကြုံကြုံဟိုတခြားအရာအိုးအားကိုရမဲ့လူတွေပတ်ဝန်းကျင်မှာများစွာရှိတယ်ဆိုမဲ့ဘုရားကိုပဲ ဘက်ကိုလှည့်ပြီးတော့မှဖះပေါ်မှာပဲပေါ့နော်ကျမတို့ကသူ့ကိုပဲအာယုံခံစားမယ်ပြီးတော့သူ့ပေါ်မှာပဲထားမယ်ဆိုလို့ရှိရင်ခရစ်တော်ရဲ့အလင်းကထွန်းလင်းလာပြီးတော့မှကျမတို့ရဲ့အသက်တာထဲမှာအခုနပြောတဲ့အာအသက်ပင်ရဲ့အသီးကိုစားတဲ့အခါမှာမွေ့လျော်သွားတယ်ဖះသခင်နဲ့သွားတဲ့အခါမှာကျမတို့မွေ့လျော်လာမှာဖြစ်တယ်ပေါ့နော်အဲ့လိုမွေ့လျော်ရင်းနဲ့ကျမတို့ရဲ့အသက်တာအာလှုပ်ဆောင်ခြင်းတစ်ခုအရာကကျမတို့ကခုနအာဒံက ဟိုဘက်ကိုလက်ရောက်ရွေးမှလားလက်လက်ဝဲကိုရွေးမှလားဆိုကျမတို့ရဲ့အသက်တာထဲမှာလည်းအသွင်းထဲမှာရှိတဲ့အပင်နှပင်ကိုဘယ်ရဲ့အရာကိုစားသုံးပြီးဘယ်ရဲ့အရာကိုရွေးမှလဲဒါမဲ့ခရစ်တော်ဘက်ကိုလက်ပြီးတော့မှအာဖျားခင်ရဲ့ဝိညာဉ်ဘက်ကိုလက်မယ်ဆိုလို့ရှိရင်ပေါ့နော်ဖျားသခင်ကပဲကျမတို့အနိုင်ရသွားတာဖြစ်တယ်အမျက်ရသွားတာဖြစ်တယ်ပေါ့နော်အဲ့အတွက်ကြောင့်မို့ဒီအပင်ရဲ့နှပင်ရဲ့အသီးအချောင်းကိုလည်းပေါ့နော်ဒီနေ့အာဖတ်ရှုခြင်းအပြင်ဆင်ခြင်းခွင့်ရတဲ့အတွက်ဘုရားကိုကျေးဇူးတင်တဲ့ရောက်စီတိုင်းကိုလည်းရဲ့အချိန်လေးဖြစ်ပါတယ် ကျေးဇူးတင်ပါတယ်အာမင်